မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ23ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းသခိုင်းမြို့နယ်မှာရှိတဲ့ကျေးရွာများကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ခွေးတပ်ကို၄ချိန်ကြားဖြတ်တိုက်ခတ်ရာစစ်ခွေးတပ်ဘက်က၃ဦးတေဆုံးပြီးတော့အရာရှိတအုပ်အပါအဝင်ထိခိုက်ဒဏ်ရာရရှိသူများပြားကတနက်နက်လက်တင်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အော်တိုဘားလာ6ရက်နေ့မှာစကမ်းမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာများကိုစစ်ကြောင်းထုံးနေတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုတော်လိုင်းတပ်ဖွဲ့များက၄ချိန်ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗယ်၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်ကစစ်ခွေး၃ကောင်တေဆုံးကစစ်ဗိုလ်တအုပ်အပါအဝင် စစ်ခွေးနှကောင်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်နယ်မြေရှင်းလင်းရေးပြုလုပ်တဲ့အချိန်မှာ MA4 တနက်တလာ MA2 တနက်တလာအပါအဝင်စစ်သုံးဆောင်ပြည်စည်းတချို့ကိုလည်းတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။စစ်ခွေးတွေကတည်ရင်လေးရင်နဲ့လာတာပါ။စစ်ခွေးအင်အားက290လောက်ရှိတယ်။အဲ့ဒီစစ်ခွေးစစ်ကြောင်းကရွာသားရဘက်ကနေပြီးတော့ထွက်လာတဲ့စစ်ကြောင်းမှာစစ်ခွေးနှကောင်ကတိုက်ပွဲအတွင်းမှာမျက်မြင်သိမ်းဆုံးပါတယ်။ တိုက်ပွဲတွေက၁၄တော့လမ်းစုံမှာနှစ်ကြိမ်ဖြစ်တယ်။ကြောက်ပန်တန်ရွာမှာထိပ်ပိတ်တစ်ကြိမ်နဲ့လင်းရင်ရွာသက်မှာတစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။လင်းရင်ရွာသက်တိုက်ပွဲမှာကစစ်ခွေးဘိုးတကောင်လက်ကိုကြီးစံထိမှန်သွားတယ်။တိန်းစီရမိတဲ့ပစ္စည်းတွေကတော့စကမ်းမြို့နယ်ပကဖကတိန်းစီထားတာပါလို့ Thunderbird People's Defense Force မိုးကြိုမဲ့အဖွဲ့စကိုင်းကတောင်ရှိသူကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကို Thunderbird Local Defense Force ဘဒူတိုင်းနယ်ပကဖနဲ့နယ်မြေကန်တော်လိုင်းအင်အားစုများကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းရဲဘော်တို့မြင့်မြတ်စွာကြာဆုံးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ KNB နဲ့လွိုင်ကော်မြို့နယ်လာပိတ်အခြေစားအမှတ်36နှစ်အမြောက်တပ်ရင်းကဘိုးကြီးစန်းကျော်ဦးဟာတက်ချက်ကြီးတန်းဝင်းကိုဝရင်တုံးနဲ့ရိုက်တက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ပြီးခဲ့တဲ့အော်တိုဘာလ9ရက်နေ့ကလွိုက်ကော်မြို့အချင်းဦးစီးဌာနမှာအမြောက်ပြစ်ကူပေးရန်တာဝန်ထမ်းဆောင်နေတဲ့ဗိုလ်ကြီးစန်းကျော်ဦးဟာတန်းစီပြီးတော့လူစစ်တဲ့နေရာမှာတန်းစီရန်နောက်ကျနေတဲ့တက်ချက်ကြီးတန်းဝင်းကိုဝရင်းတုံနဲ့ခြေတလုံးပေါင်းတင်ပါဝမ်းပိုက်နဲ့ရင်ပတ်နေရာများကိုရိုက်နှက်ခဲ့တဲ့အပြင်ကံကြောက်ထုံးနေမှုများကိုပါပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ဆရာကြီးကိုအဲ့ဒီလိုတွေလုပ်ပြီးတော့ပြစ်ဒဏ်ပေးတယ်ဆိုပြီးတော့ ရိုက်ပြီးမှမျက်ရှင်းဖို့လွှတ်လိုက်ပါတယ်အဲ့ဒီလိုလွှတ်လိုက်တဲ့အချိန်မှာဆရာကြီးကမျက်ရှင်းဖို့တွားနေတဲ့အချိန်လမ်းပေါ်မှာလဲကျသွားပါတယ်ဘလောက်တောင်နှိပ်စက်ခံရလဲဆိုရင်စော်အိုကနေမစင်းနေပါထွက်ပြီးတော့သတိလည်သွားတယ်အဲ့ဒီလိုဖြစ်တာတောင်မှဘိုးကြီးစန်းကျော်အိုးကဒီကောင်တေသွားပြီထဲနဲ့တေသွားလဲအေးရောကွာငါအထောင်ကျခံပြီးကိုတတ်ထဲကထွက်မယ်လို့ပြန်လဲပြောဆိုခဲ့ကြောင်းလွိုက်ကွန်မြို့နယ်မှာရှိတဲ့တပ်တွင်းသတင်းရင်းမြစ်ကပြန်လဲပြောပြထားပါတယ် အခုလိုမျိုးနှိပ်စက်ခံရတဲ့တက်ကြွကြီးတန်းဝင်းကိုဗိုလ်ကြီးစန်းကျော်ဦးကိုရိုင်းဆိုင်ကယ်နဲ့ရိုက်ကောတက်မတော်စေးရုံကိုလိုက်လံပို့ဆောင်ခဲ့တော်လဲနှိပ်စက်ခံရတဲ့ဒဏ်ရာများနဲ့လမ်းမာရင်တိတ်ဆုံးသွားတယ်လို့သိရပါတယ်။ဒါပေမဲ့တက်ကြွကြီးကိုနှိပ်စက်ခဲ့တဲ့ဗိုလ်ကြီးစန်းကျော်ဦးကအေးအေးယူမခံရရေးအတွက်၃၆နှစ်အမြောက်တပ်ရင်းဌာနချုပ်ကတာဝန်ရှိသူများကိုကာကွယ်မှုများပြုလုပ်ပေးနေပြီးတော့တက်ကြွကြီးတိတ်ဆုံးခဲ့မှုကိုအခြားယောဂါနဲ့တိတ်ဆုံးနေဆိုပြီးတော့လိန်လေကဒေတာစစ်စင်ရေးကုကဲမှုဌာနချုပ်ဒါကစရိုက်ကောကိုတင်ပြထားတယ်လို့၎င်းကရှင်းပြထားပါတယ်။ တပ်တွင်းမှာယာရုနဲ့ကြီးနိုင်ငံချင်းပြဿနာတွေကခက်အဆက်ဆက်မှာရှိလာတာလေစစ်ဘိုလ်ဆိုတဲ့ကောင်တွေကပခုံးကအပွင့်တက်လာလေလေမိုင်းရိုင်းလာလေလေပဲတပ်သားဆိုတာတွေကကျွန်းသားသားစစ်ခွေးသားသားလို့ကိုမြင်တာ ဒီစနေဆိုးကိုစစ်တပ်ထဲမှာတမင်ကိုရိုက်သွင်းထားတာလို့ CDM စစ်သားတအုပ်ကပြောပြထားပါတယ်။အခုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အမြောက်တပ်ရင်းကစစ်သားနဲ့မိသားစုဝင်များဟာကျေနပ်မှုမရှိတော့လဲ။တရင်အမှန်ကိုမပေါက်ကြားစေရေးအတွက်ချင်းချောက်နှုတ်ပိတ်မှုများပြုလုပ်ထားတယ်လို့သိရပါတယ်။ဗိုလ်ကြီးစန်းကျော်ဦးကသူ့အဖေအရွယ်အရာခံဗိုလ်တွေကိုပါပားရိုက်တာထိုးကြိတ်တာကန်ကြောက်တာနဲ့စစ်သားတွေကိုမကြခဏနှိပ်စက်တာတွေကိုပြုလုပ်နေတဲ့သူပါသူ့ရဲ့လက်သုံးစကားကတော့မင်းတို့တေးသွားလဲဂီယူမဆိုင်ဘူးဆိုပြီးအမြဲတမ်းပြောလို့ရှိတယ်လို့ရိုက်ကွန်မြို့နယ်မှာရှိတဲ့တပ်တွင်းသတင်းအရေးမြစ်ကပြောပါတယ်အခု ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့တရားမျှတမှုကိုရရှိနိုင်ရန်အတွက်စစ်သားအချို့ပူးပေါင်းပြီးတော့ရိုက်ကွန်ဓာတ်ကဆကိုလိမ့်မှုကတိုင်ကြားစာပေးပို့ခဲ့တော်လဲလက်ရှိအချိန်ထိ ဘိုးကြီးစန်းကျော်ဦးကတော့အပြုံးမပြတ်ပဲအေးအေးယူမခံရသေးဘူးလို့ပြောပါတယ်ပြီးခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလ17ရက်နေ့မှာတစ်လေးလုံးစစ်စင်ရင်းနဲ့ကရင်နီပြည်နယ်မှာရှိတဲ့တော်လိုင်းပူပေါင်းတပ်များဟာလွိုက်ကော်မြို့ကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့တော့လဲလက်နက်အင်အားမလုံလောက်ချင်းကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်လွိုက်ကော်မြို့မှာဒေသစစ်စင်ရေးကိုကဲမှုဌာနချုပ်ဒါကစားလွိုက်ကော်တီရှိပြီးတော့မြို့ရဲ့ပတ်ပတ်လဲမှာအမှတ်250အမှတ်26တင်နဲ့အမှတ်54ချီလင်တက်အမှတ်356နဲ့အမှတ်36နဲ့အမြောက်တက်တို့ရှိတယ်လို့သိရပါဗျာ ်လွိုင်ကော်မြို့နယ်လောပိတာမြို့မှာအမှတ်82ချေလင်တက်နယ်လွိုင်လင်းလေးမြို့မှာအမှတ်930ချေမြန်တက်တို့ရှိကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းဒလမြို့နယ်ရာဇတင်းကြံရက်ကွာအုတ်လကြီးလမ်းမှာနာရီရက်လေပြုတ်လုံနေတဲ့အိမ်ကိုလူမိုက်ပြူစောထီရက်ခကြီးခေါ်ကိုသိန်းဆိုတဲ့ကောင်ကအရက်မိုးပြီးတော့ကားနဲ့ဝင်တိုက်ခဲ့တဲ့အတွာကလင်းငယ်များအပါအဝင်လူ၁၁ဦးထိခိုက်ဒဏ်ရာရရှိခဲ့တော့လေရဲကဖမ်းဆီးအရေးယူခြင်းမရှိဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကအော်တိုဘားလ၁၂ရက်နေ့မနေ့9နာရီခန့်အချိန်မှာလူမိုက်ရက်ခကြီးဆိုတဲ့ကောင်က ။나위အင်ကိုကားနဲ့ဝေတိုက်ချင်းဖြစ်ပြီးတော့ရက်လေမုံရင်ကားစားနေကြတဲ့ကလင်းငယ်များအပါအဝင်လူ၁၂ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။မုံရင်ကားစားနေတဲ့လူတွေကိုကားနဲ့ဝေတိုက်ခံရလို့ကလေးလူကြီး၁၂ယောက်ထိခိုက်ဒဏ်ရာရသွားပါတယ်။ရန်ကုန်စေယုံကြီးမှာအရေးပေါ်စေကူတနေရပါတယ်။နှစ်ဦးကစိုးရင်ရတယ်။အဲ့ဒါကိုရဲရမဖမ်းဘူးဗျာ။အမှန်ဆိုရင်ရင်ထင်းရဲရောနေထင်းရဲရောက လိုင်စင်မဲ့ကားကိုမောင်းနေမှုနဲ့ယင်တိုင်းမှုနဲ့အရင်ဆုံးဖမ်းဆီးရမှာလို့ရက်ွက်နေပြည်သူတို့ကသတင်းပေးဖို့ပြောကြားထားပါတယ်။လူမရက်ခကြီးဟာအကြမ်းဖက်ရဲစစ်တပ်နဲ့ပေါင်းပြီးတော့ရက်ွက်နေပြည်သူများကိုဒုက္ခပေးနေသူဖြစ်ပြီးစစ်မှုထမ်းကြီးကောက်ချင်းနိုင်ငံရေးလှုပ်ရှားသူများကိုရှာဖွေဖမ်းဆီးခြင်းများလှုံ့ဆော်နေသူဖြစ်တယ်လို့သိရပါတယ်။ရခကြီးက CDM သမားတွေ PDF တွေနိုင်ငံရေးသမားတွေကိုဖမ်းဆီးပေးတာပတ်စံပေးလို့ခိုင်းရင်အကုန်လုံးပေးတယ် ပတ်စံပေးပြီးတော့လူရိုက်ခိုင်းတာမျိုးပေါ့သူတို့ကရိုက်ပေးတယ်လေဥက္ကဋ္ဌလည်းဘာမှမပြောရဲဘူးစေအိမ်မှုရိုက်မှုဆိုရင်လေအကုန်ကြောက်တာလို့ရက်ကွက်နေပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်ဟာခမြို့နယ်ဘန်ဟာရွာစတင်ကျောင်းကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ကျောင်းသားနှစ်ဦးသေဆုံးပြီးကျောင်းသားတချို့ပျောက်ဆုံးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့အော်တိုဘားလ73ရက်နေ့မနက်7:00နာရီခွဲအချိန်ကမှအချက်မဲ့စစ်တပ်ကဗန်ဟာရွာစာတင်အကြောင်းကိုဂျက်ဖိုက်တာနဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အချက်မဲ့စစ်တပ်ရဲ့ဘုံးကျဲတိုက်ခိုက်မှုအတွင်ចောင်းသား2ဦးသေဆုံးပြီးတော့ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိတယ်လို့ပြောပါတယ်။သေဆုံးသွားတဲ့ចောင်းသား2ဦးဟာအသက်10နှစ်အရွယ်ကလေးငယ်များဖြစ်ပြီးတော့ပျောက်ဆုံးနေတဲ့ចောင်းသားတချို့ကိုလည်းဆက်လက်ပြီးတော့ရှာဖွေနေတယ်လို့သိရပါဗျ။သေဆုံးသွားတဲ့ចောင်းသားလေး2ဦးက3နှစ်နဲ့9နှစ်အရွယ်ကလေးငယ်လေးတွေပါ လေချောင်းတိုက်ခတ်မှုအတွင်းမှာလည်းပျောက်ဆုံးနေတဲ့သူတွေရှိတယ်လို့ပြောပါတယ်။ပျောက်ဆုံးနေတဲ့သူတွေကိုတော့ဆက်လက်ရှာဖွေနေပါတယ်လို့ဒေသခံပြည်သူတို့ကအတည်ပြုပြောကြားထားပါတယ်။အဲ့ဒီလေချောင်းတိုက်ခတ်မှုအတွင်းចောင်းသားចောင်းသူများထိခိုက်ဒေဆုံးမှုရှိကြောင်းကို Chinland Defense Force ဟာခါကအတည်ပြုပြောဆိုထားတော်လဲဒေဆုံးသူအရေးအတွက်ကိုတော့မသိရှိရသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘဂိုတာညောင်လေးပင်မြို့နယ်စစ်တောင်းမြေကမ်းဘေးကကြေးရွာတွေကိုစစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ညောင်လေးပင်မြို့နယ်ထဲမှာတော်လိုင်းအင်အားစုတွေနဲ့စစ်ကောင်စီတပ်တို့ဟာစက်တမာလနောက်ဆုံးဘက်ကစပြီးတော့တိုက်ပွဲဖြစ်ပွားနေတာပါစစ်ကောင်စီတပ်ဘက်ကထိခိုက်ဒေဆုံးတာများတာကြောင့် တပ်ကူတွေဖြည့်ပြီးတော့စစ်ကြောင်းထိုးနေတယ်လို့သိရပါဗျ။ဗစုံမြောင်းနဲ့စွဲတလွဲမှာစစ်ကောင်စီဘက်ကတရင်မှုရောတပ်သားတို့တော်တော်များများသေကုန်နေ။အဲဒါကြောင့်နောက်တက်ရင်တခုစားနှီးပါရောက်လာပြီးတော့မြေကန်းနဖူးဘေးကရွာတွေကိုစစ်ကြောင်းဝင်ပြီးတော့မီးရှို့နေတာပါလို့ဒေသခံသတင်းရင်းမြစ်ကအတည်ပြုပြောကြားထားပါဗျ။စက်တံမာလာ28ရက်နေ့မှာစစ်တောင်းမြေအနောက်ဘက်ခြမ်းဗဇုံမြောင်းရွာတိုက်ပွဲအတွင်းမှာခမရ20တိုက်ရဲမှုမျိုးတန့်စေတိုက်ဆုံးခဲ့တယ်လို့စီရေးသတင်းအမိန့်ချုပ်ကပြောပါရယ် တည်ဆုံးခဲ့တဲ့တယင်းမှုဟာစစ်တပ်ကတော်အပတ်စဉ်46ကျောင်းစင်ဒုဗုံမှုကြီးအဆင့်ဖြစ်ပြီးတော့ဖြူးမြုံနယ်ကနေပြီးတော့ညောင်လေးပင်ခမရ20တယင်းကိုပြောင်းရွှေ့လာတာတလားတော့မပြည့်သေးဘူးလို့ပြောပါတယ်အခုမီးရှို့နေတာကွင်းတလာကြီးရွာကိုရှို့နေတာပါအင်ဂျီတော်တော်များများပါသွားပါတယ်ဖုံးတော်ကြီးကျောင်းကိုလည်းလေရင်နဲ့ဘုံကျဲတာတွေရှိပါတယ်လို့ညောင်လေးပင်အခြေဆိုင်ကာကွယ်တပ်ဖွဲ့ဝင်တအူးကအတိအပြုပြောကြားထားပါတယ်စစ်ခွေးစစ်ကြောင်းအခြေအနေနဲ့ ရောင်လေးတွင်မြို့နယ်ရဲ့စီရေးသတင်းကိုထုတ်ပြန်လို့မရသေးဘူးလို့လည်းဒေတာရင်းတရင်အချို့ရဲ့တာဝန်ရှိသူကပြောဆိုထားပါဗါး2023ခုနှစ်2025ခုနှစ်ဖေဖော်ဝါရီလအထိရောင်လေးတွင်မြို့နယ်ထဲမှာခမရ20ခမရ54ခလရ51ခမရ34ကိုခလရ353ညာခလရ443ညာနဲ့ခမရ8တရင်တွေကဒေတာခံတွေကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်ရမှာပါဝင်ခဲ့တယ်လို့အခုနှစ်အပီလာကဖမ်းဆီးခံရတဲ့ပြူစောတီခေါင်းဆောင်လှိုင်မင်းကထွက်ဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းဝက်လက်မြို့နယ်ရွာသာကြီးရွာအနီးတစ်ဝိုက်ကိုအကြမ်းဖက်စစ်တပ်ကဂျိုင်ရိုကော်ပတာ၃စီးနဲ့ဘုံးကျဲတိုက်ခိုက်နေတဲ့အတွက်ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီနေ့အော်တိုဝါလာ73ရက်နေ့မနက်10:00နာရီခန့်ကစတင်ပြီးတော့ဗချမစစ်တပ်ကဝက်လန်မြို့နယ်ရွာသာကြီးရွာအနီးတစ်ဝိုက်ကိုဂျိုင်ရိုကော့ပတာ3စီးနဲ့ဘုံကျဲတိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါဗချမစစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်လက်ရှိချိန်မှာရွာသာကြီးရွာကပြည်သူများအပါအဝင်အနီးနားမှာရှိတဲ့ကျေးရွာများကပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ပြောပါတယ်ဗချမစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူများထိခိုက်မှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ် စစ်ခွေးတွေကရွာသားကြီးရွာအနီးတစ်ဝိုက်ကိုဂျိုင်ရိုကော်ပတာ၃စီးနဲ့လိုက်လံဘုံကျဲတိုက်ခိုက်နေတော့ ပြည်သူတွေအားလုံးဟာလည်းဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်။ပြည်သူတွေထိခိုက်မှုရှိမရှိကတော့အတိမပြုတ်နိုင်သေးဘူးလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်။အလားတူပဲစက်တမာလဘိုင်းကလည်းအချက်မဲ့စစ်ခွေးတက်ကဝက်လက်မြုံနဲ့အရှိချမ်းမှရှိတဲ့တစ်စိတ်ရွာ၊အင်းတောင်းရွာ၊ရုံးမင်ကုန်းရွာ၊မင်းကုန်းရွာ၊နဘဲပင်လရွာနဲ့တက်တာရွာတို့ကို112နဲ့အချက်မဲ့စစ်တက်ကဇက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်ကလင်းငယ်တအုပ်အပါအဝင်ပြည်သူ၄ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူ73ဦးရှိခဲ့ကြောင်းသိရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ